အရခတ်တော်၏ဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဟာအမ်ဘဒန်လမ်းပေါ်ကစစ်တဲရဲ့စစ်ကူစစ်ကြောင်းတွင်နဲ့ကာကင်းစခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှင်မုန်ပြီးတဲ့နောက်လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကပါဆဆလေးနဲ့စင်ပွင့်ရွာလက်နက်ကြီးအထိုင်စခန်းရဲ့တမိုင်လောက်အကွာကိုရောက်ရှိလာတာဖြစ်ပါတယ်။ က်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကနယ်ရေကန်လေကြောင်းရံကောက်ွေရေးဖြူဟာစခန်းကုန်းကြီးကိုဝိုင်းပက်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိခာတိဆောင်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတယ်လို့လည်းစီရေးတရင်ရင်းမြစ်တွေကပြောကြပါဗျ။လက်ရှိစစ်တပ်ကလေကြောင်းပစ်ကူစစ်ကြောင်းစစ်ကူတွေနဲ့တိုက်ခိုက်နေကြတဲ့ကြားကစခန်းငယ်အများပြားကိုလက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာအမ်ဘတန်ရိုးတောင်ကျော်လန်ကနယ်ရေကန်တောင်မှာလေကြောင်းရံကောက်ွေရေးဖြူဟာစခန်းကုန်းကြီးတစ်ခုပဲနောက်ဆုံးကျန်ရှိနေတော့တာဖြစ်ပါတယ်။ စစ်ကောမရှင်တပ်ရဲ့လက်ရှိထိုးစစ်တွေဟာအမ်မြို့ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့သူတို့ရဲ့စီးရီးရီမန်းချက်တွေမအောင်မြင်သလိုနယ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကိုအေအေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲမကျရောက်စေဖို့အသေးအတန်ကြိုးပမ်းကာကွယ်နေကြရတာဖြစ်ပါတယ်။